ဖြစ်လာ။အော်ဆရာဆောင်ရည်ဆရာလို့မင်းမီးနဲ့တွေ့ချင်းလို့ဆက်လိုက်လာတာ။သူကြိုက်ဆုံးမင်းမီးဆိုပြီးတော့ကျေးဇူးတင်ပါတယ်လို့တကယ်စားစားကောင်းမဲ့ပုံကိုတော့တည်ကြ။ဟိုလောက်ကန် background ရေလို့ကြီးကြီးမားမားရှိရမို့ပေါ့နော်။အော်ကိုချောက်ဟိုပဲကိုရက်တီပြီးတော့တခြားစူးစမ်းလာခဲ့တယ်။နာမည်ပြတ်မရှိအောင်အကောင်းဆုံးရက်တီပြီးတော့စူးစမ်းလာတာပေါ့နော်။ ကိုအသက်30မှာဒါကိုဖစ်ရှင်ရဲ့ရွယ်ချက်လေးတွေဆိုအိမ်လေးဆိုလို့ရှိရင်ဒါပိုင်နာလေးလည်းရှိသွားပြီပေါ့တော့ဒါဟိုတဖြည်းဖြည်းနဲ့တော့ဆုစုပြီးတော့ပေါ့ကိုလိုချင်တဲ့အိမ်ဘက်ကလေးတွေကိုတော့ဒါအကောင့်ထဲပေါ်ပေါ်သွားရတာပေါ့အိမ်မက်တွေကတော့လည်းတော့မလွယ်ကူဘူးပေါ့ဟုတ် နေ့ကတော့တူတူရဲ့16နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်လေးအနေနဲ့ပေါ့နော်ဒါရန်ကုန်ဆေးရုံကြီးမှာလူရောက်900ဆာပေါ့နော်သူဒါလူတန်းဖြစ်ပါတယ်ဟိုဒီလိုမျိုးလူရတာလည်းကုသိုလ်အများကြီးပိုရတယ်ပေါ့နော်ဒီရန်ကုန်ဆေးရုံကြီးမှာဆိုလို့ရှိရင်ဒါအနေနဲ့ရဲရဲမှာရှိရတာဟိုကျမကြီးမကောင်းတဲ့သူတွေကလုံးလာပြနေကြတာဆိုတော့ဒီအစားအသောက်ခက်ခဲကြတာလေးလည်းရှိရဆိုတော့ဒါမွေးနေ့မှာဒါကြံ့ညံရသွားပြီးတော့သူလည်းဒီမှာလူ900ဆာလေးကိုတခြားလေးလာပြီးတော့လူဖြစ်တာပါဟို တသားဟင်းဆိုလို့ရှိရင်တကယ်စားကျင်စရာကြီးတူးတောင်မှသေကြွားဟဲ့အနံလေးကမွေးပြီးတော့စားကျင်စရာပေါ့နော်အသားတုံးကြီးဆိုလို့ရှိရင်ဒါအကြီးပေါ့ဒါတယောက်ကိုတုံးတုံးနှုံးနဲ့ပေါ့နော်တုံးနှုံးနဲ့ထည့်ပေးရမှာပြီးတော့တူအားကြတော့ဒီမှာသူ့ကြိုက်တဲ့ဟာပေါ့နော်နှစ်ကြော်နဲ့မြင့်နဲ့ပဲပြုတ်လေးနဲ့ကြော်လေးကိုထည့်ထားတယ်အာခံစားချက်လေးရောအရင်ပျော်ပါတယ်ဒါအသက်တလေတဖြည်းဖြည်းနဲ့ ကြီးလာပြီဆိုတော့ထိတ်စီထိတ်စီပြောင်းပြီပေါ့နော်ထိတ်စီပြောင်းတဲ့နှစ်ကလေးဆိုတော့ကိုယ့်ကိုယ်လည်းပို့ပြီးတော့လည်းအင်အားချက်ရင်းချက်အောင်ပို့နေမယ်အလုပ်တွေလည်းတခြားပို့ပြီးတော့စူးစမ်းမယ်ဆိုရယ်ဆုံးဖြတ်ချက်လေးရောချထားပါရဲ့လို့ဟုတ်ကဲ့ပုံမှန်ဆိုရင်တော့အမေပါပါရဲ့လို့မမေနဲ့မနေ့ကနည်းနည်းလေးအဲ့လိုစကားနည်းနည်းများထားလို့မမေကနေခဲ့တယ်ပေါ့နော်အမွေးဆောင်ကတော့အော်ရောက်အချို့ဖန်လေးနေရနေပြီးပို့ထားပေးကြတဲ့အမွေးဆောင်လေးလည်းရှိပါရဲ့ရှေဟုတ်ရထားလေးအချိအဲ့ဒီစီကလည်းရထားပြီးသွားပါပြီလို့ဟုတ်ပါလေရတာ အဲ့ဒါတော့ပြောပြတော့ပါသိမကြွားချင်တော့စုစုပေါင်းဆိုလို့ရှိရင်တော့လူတူတာလူဦးရေအယောက်900စာကိုဟိုလူပြစ်ပါရဲ့ရှင်ဟိုဒီမှာကြတော့လေဒါအနေနဲ့အရရရပေါ့နော်ဒီညမာနိုင်ငံမှာရှိသမျှဟိုကျမကြီးမကောင်းတဲ့သူတွေလူနာရေလိုအပ်တဲ့သူတွေအကုန်လုံးဒီရန်ကုန်ဆေးရုံကြီးမှာပဲဟိုလာပြကြတာဆိုတော့အနေစားဆင်းရဲတဲ့သူတွေလည်းရှိရဲချို့တဲ့သူတွေလည်းပါကြတာဆိုတော့ကိုယ့်ရဲ့ထမင်းတစ်နှက်လေးရပေါ့နော်သူတို့အတွက်ဒါမနက်ကောညရောအဆင်ပြေတော့မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လည်းကုသိုလ်ပူရမယ်လို့ထင်ပါတယ်ရှင်အဲအားကြောင့်ပါဟုတ် အဲ့လိုပါတီတွေပေးပြီးတော့အဲ့လိုတငယ်ချင်းတွေနဲ့ပျော်ပြစ်တာထက်လေအဲ့လိုမနေ့ဆိုလို့ရှိရင်အလူလို့ဖြစ်တယ်ဟိုညပိုင်းဆိုလို့ရှိရင်တော့မိသားစုတွေဒါမှမဟုတ်ကိုယ်နဲ့အဲ့လိုယဉ်ကြီးကျွမ်းဝင်တဲ့သူတွေနေ့လောက်ပဲမုတ်စားဖြစ်တာမျိုးလေးပဲရှိပါတယ်အဲ့လိုအဲ့လိုကဲရတာတော့တိတ်တော့မရှိဘူးပေါ့နော်မွေးနေ့တိုင်းလို့လို့မသိဘူးကဲပြစ်တော့ဟုတ် အဓိကတော့သူတို့အနေနဲ့ဆိုရင်ခုနကမေးသလိုပဲပေါ့နော်နောက်ခံ background ကဘာမှရှိရသေးတယ်လည်းမဟုတ်ဘူးဒီအမှုပညာရောကလည်းကိုစပြီးဝင်လာတယ်ဟုတ်ပြည့်ရွှင်နဲ့ပြည့်ပါစေဟုတ်ဟိုအဟဲဟုတ်ဟိုနောက်ကဲ background ရေလို့တတိမမရှိရမို့ပေါ့နော်ဟိုကိုချောက်ဟိုပဲကိုရက်တီပြီးတော့တခြားစူးစမ်းလာခဲ့တယ်နာမည်ပြဲမရှိအောင်အကောင်းဆုံးရက်တီပြီးတော့စူးစမ်းလာတာပေါ့နော် အဲ့အတွက်ကြောင့်ဒါဟိုအောင်မြင်မှုကဟိုကန်တဲ့ဆန်းနဲ့အရင်လိုက်ပလာလို့ရှင်ကြာရင်လိုက်ကြနိုင်တာပေါ့နော်ဒါပေမဲ့ကိုကအမေးတမ်းစူးစမ်းနေဖို့ပဲလိုတယ်ဆိုတော့စိတ်နဲ့ပဲတွေးပြီးတော့ဟိုအကောင်းဆုံးပဲစူးစမ်းတယ်ဟိုကိုသက်ကြီးလာလို့ကိုသမိုင်းเจ้าကိုပြန်ကြည့်လိုက်တဲ့အခါမှာလဲဒါပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေပဲဟိုရှိအောင်ပေါ့နော်သူအနေနဲ့အကောင်းဆုံးစူးစမ်းတယ်ဟိုမိဘတွေအတွက်ဆိုလို့ရှိရင်လဲဒါမိဘတွေအတွက်ဒါမျက်နှာမပြတ်ရအောင်ကိုဘလို့နေထိုင်တာအဆောပေါ့နော်ကောက်ကောက်မုံလေးနဲ့ပဲဟိုနေထိုင်ဖြစ်တာတော့များပါတယ်ဟုတ်ကဲ့ဟုတ် ဟိုကိုမိဘကလည်းကိုယ့်ကိုဘယ်လိုရမလဲအချိန်တည်းတစ်ခုအနေနဲ့ရည်ရည်နံထားနိုင်တာဆိုတော့ဟိုတခြားຢာတွေကလည်းတိတ်ပြီးတော့မလိုဘောเนาะဟိုကိုယ့်ရဲ့ရှိတာလေးနဲ့ပဲအာကိုတင်းတယ်အောင်ပဲနေတယ်ကိုရှိတာလေးနဲ့ပဲလှအောင်ပဲအစဉ်ပြေအောင်ပြီးနေပြတာမျိုးလေးတွေရောများပါတယ်အရန်ကြီးပေါ့ပိုလိုချင်တာမျိုးလေးတွေလည်းမရှိဘူးကိုရောက်နေတဲ့နေထားမှာပဲကိုတို့အစဉ်ပြေအောင်ပဲနေတယ်ဟိုအဲ့အတွက်ကြောင့်လည်း ကိုယ့်ကိုတချို့ဆိုအာလူကျူးသူမိုက်ဆိုလို့ချစ်ကြမျိုးလေးတွေရှိရပါဘောနော်နာမည်ပြဲမရှိဘူးနာမည်ကောင်းရှိရဆိုဘယ်နေရာသွားသွားအာကိုယ့်အနေနဲ့ဒါရင်ကော့ပြီးသွားလို့ရပါဘောနော်โอเคဟုတ် ဆသုံးနှစ်ကျော်14နှစ်14နှစ်တော့14နှစ်လောက်တော့ရှိသွားပြီပေါ့14နှစ်ကျော်လောက်တော့ရှိသွားပြီငငယ်တော့ဆိုရင်တော့သူရှာလို့ရတဲ့များဝင်ငွေတွေအကုန်လုံးကိုရအိမ်ကအမေကိုပဲအထားတာပေါ့နော်အခုနောက်ပိုင်းကျတော့သူတို့အနေနဲ့ကလည်းကိုယ့်ရဲ့ကိုယ်တိုင်သုံးစရာလေးလည်းရှိလိုက်ပြီဆိုတော့အိမ်ကိုလည်းအကျဲတချို့ဟာတွေမှာကိုယ့်အတွက်ကိုပြန်ယူထားရလေးတွေကိုဟိုစုစုထားရလေးလည်းရှိရပေါ့နော်အဲ့ဒီကနေမှတဆင်းအာအမေတို့ကလည်းသူတို့စုထားပေးရဲ့ဝင်ငွေလေးနဲ့ဒါကိုယ့်အသက်30မှာဒါကိုဖစ်ရှင်တဲ့ရွယ်ချက်လေးတွေတို့အိမ်လေးဆိုလို့ရှိရင်ဒါပိုင်တာလေးလည်းရှိသွားပြီပေါ့နော်ဒါဟိုတစ်ဖြည်းဖြည်းနဲ့တော့စုစုပြီးတော့ပေါ့ ကိုလိုချင်တဲ့အိမ်မက်ကလေးတွေကိုတော့အကောင့်ထဲပေါ်ပေါ်သွားရတာပေါ့အိမ်မက်တွေကတော့ဘယ်တော့မလွယ်ဘူးပေါ့ဟုတ်ဒီအတက်မှဒီလိုဖြစ်ရမယ်လို့တော့ကိုသတ်မှတ်ထားတော့မရှိဘူးပေါ့နော်ပုံမှန်ပဲကိုစူးစမ်းနေရတဖြည်းဖြည်းနဲ့ကိုစူးစမ်းရအဲ့အားအနေမှာတစ်ချက်ဟိုတဖြည်းဖြည်းနဲ့ဖြစ်ဖြစ်လာတာပေါ့နော်အများကြီးတော့ဟိုညောင်မှန်းမထားဘူးအများကြီးညောင်မှန်းထားပြီးမှဟိုဖြစ်မလာဘူးဆိုလို့ရှိရင်ကိုကိုယ်တိုင်ပဲစိတ်ညစ်ရတာဆိုတော့လေဟိုအဲ့အကြောင်း ငါဒီတက်ရွယ်မှာဒီလိုမျိုးဖြစ်ကိုဖြစ်ရမယ်လို့မစဉ်းစားရဘူးငါဒီတက်ရွယ်ထက်အရင်အထက်ပိုပြီးကောင်းအောင်အောင်ပဲငါစူးစမ်းမယ်လို့ပဲသူကတော့စဉ်းစားထားတာများပါတယ်ဩဆရာဆောင်းကျင်စရာလို့မိမိနဲ့တွေ့တယ်လို့ပြောလိုက်လားချိုက်တော့ရေစွတ်တယ်မယ်လို့တကယ်စားစားကောင်းမဲ့ပုံကတော့တည်ကြဆန်လေးလည်းကတော့စားရတဲ့သူတည်းလေအဆင်ပြေရဲ့ဟုတ်မင်းနဲ့မမေတော့ကမတရားပြားလေးပါလေအဲခုလိုမျိုးဒါ မွေးဖွားပေးလာလို့ယေရှုမြားကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။မွေးဖွားတဲ့အချိန်ကနေစပြီးတော့အခုအသက်30ပြည့်တဲ့အထိပေါ့နော်။ကောင်းကောင်းမွန်မွန်လေးနဲ့လမ်းမမရောက်လာအောင်ဟိုရှင်တန်ပြီးတော့ဒါကြီးထွားလာအောင်ပေါ့နော်။အရွယ်ရောက်လာတဲ့အထိအာပြုစုဆောင်ရှောက်ပေးလို့ယေရှုမြားကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။အမေကိုလည်းစိတ်မဆိုးပါနဲ့တော့လို့ပြောချင်ပါတယ်။တရားနေကလည်းချော့လိုက်တာပေါ့။တရားနေပဲချော့လိုက်ပါတယ်လို့ပုံမှန်ဆိုရင်တော့အမေကအမြဲလိုက်နေကြပါပေါ့နော်။